အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာချမ်း already book channel လေးကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီကနေ့ညတင်ဆက်ပေးမယ့်ဇလန်းလေးကတော့တာရေးစရာတာရီရဲ့ပေါ်ဒီတာရမောဆိုရဲ့ဇလန်းလေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးမှာပရာလောကပြည့်မှန်ဇလန်းတွေနာမည်ကြီးစာရေးစရာတွေရဲ့ပရာလောကဝိတ္ထုတွေကိုညစဉ်ညတိုင်းပြောပြပေးမှာမို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးကိုပရိသတ်တွေကိုတောင်းဆိုလိုက်ပါတယ်ခင်ဗျာဒီတုန်းကရန်ကုန်ထောင်ကြီးရှိသေးတယ်ဗျအဲ့ဒီမှာ ထောင်မိုးကြီးကတာတီတို့ရွာသားဗျဥအောင်စိန်တဲ့ထောင်မိုးကြီးအောင်စိန်ဆိုရင်လူတိုင်းသိကြတာပေါ့ဗျာထောင်မိုးကြီးအောင်စိန်ဆိုတာကိုရွာကကတိမလာသွားတော့ကျုပ်တစ်ခါမြင်ဘူးလိုက်ကျုပ်ကိုလာခေါ်တာသူဗျဥအောင်စိန်ကိုယ်တိုင် လာခေါ်တာ တို့အကြောင်းကိုရွာကလူတွေပြောတာရှိမှာပေါ့ဗျာသူတို့ထောင်ကြီးတဲ့ကသရေတဲ့ကောင်တော်တော်ကိုတောင်းကျန်နေတာတဲ့ဗျဒီသရေကပိုတော့ကလေးကရှိတာတဲ့ဦးအောင်စိန်တိတာကတော့အင်္ဂလိပ်ခေတ်လက်ထက်တဲ့ကကြံခဲ့တဲ့သရေဆိုပဲအင်္ဂလိပ်ခေတ်လက်ထက်တဲ့ကကျိုးပေးတက်ခံရပြီးတော့သရေဖြစ်နေတာတဲ့ဗျသူကိုတက်တဲ့တပေါင်းလားကွယ်နေညတကောင်မှာအမဲသားသုံးမိသားနဲ့သမင်းကျွေးရတယ်ဆိုပဲဒါဆိုရင် ထောင်ကြီးကိုဒီသရေကတောက်လျှောက်တယ်တဲ့ဗျို့ ထောင်ပေါက်ပြေးရဲ့လူတွေဆိုရင်အုတ်ရိုးပေါ်ကလည်းကန်ချတာဆိုပဲဗျသူကတနေ့တစ်ခါမပြတ်မကွက်ကျွေးရတယ်တဲ့ဗျအခုတော့တပေါင်းလောက်ွယ်မရောက်သေးပဲနဲ့တရေကတအားတောင်းချင်နေလို့တယ်ဗျအဆောင်တွေခုံမိုးပေါ်မှာတဝိုးကုန်းတတိုင်းတိုင်းနဲ့ညာတိုင်းပြေးလွာပြီးတော့အဆောင်ပေါ်တွေကခုံချလို့တဲ့ညာဆိုရင်ထောင်သားတွေကောင်းကောင်းမအိတ်ကြရဘူးတဲ့ဗျအားလုံးလည်းကြောက်နေကြပြီဆိုပဲလူဆိုတာကလည်းခက်တော့ခက်သားဗျ ထောင်ကြားတဲ့လူမိုက်ကြီးတွေကလည်းတရေကိုတော့ကြောက်သားလာဗျကျုပ်ရန်ကုန်ထောင်ကြီးကိုရောက်တဲ့ညမှာပဲမြကွင်းစင်းကွင်းပြီးတော့စောင့်ကြည့်ရဲ့ဗျဦးအောင်စင်ကိုတိုင်လဲကျုံနေအတူလိုက်လာတာဗျဘုံဖြောင်း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 နဲ့ဩညတော်ကောင်လောက်ရောက်တော့ဇလန်းစားတော့တာပဲဗျမြောက်ဘက်ကအိမ်ဆောင်ကြီးတစ်ခုကစပြီးပြေးတာဗျ။ကျုံလဲအတန်ကြားတဲ့ဘက်ကိုပြေးရတာပေါ့ဗျာ။ဦးအောင်စိန်လဲကျုံနဲ့လိုက်ပြေးရဲဗျ။ 大家的人生我只考五就马尾起来。哦，好八遍、啊，再业绩表，哦，考五遍，然后再人机的只考八遍，考九来一遍。哦，考来张表，啊，包遍可能来十来了，秒多了遍。再哦，哦遍遍遍遍嘞。哦，考五遍几遍嘛，一遍没遍。啊，然后再上面某宝遍，考九多少遍没遍。遍遍遍遍嘞，一遍没遍。 ဟုတ်တာပါဗျာအိမ်ဆောင်တဲကလူတွေဘနဲ့လှုပ်ပြီးအိတ်နိုင်မှာတော့ယုတ်ကမြကွင်းစေးကွင်းထားလို့သာမြင်နေရတာပါဗျာအော်ခုံပြန်ပြီပြုတ်ဟာခုနလလောက်ကိုမြင်းသွားတာဗျာဟောတိုက်ဟိုရိုးကြီးပေါ်ကိုကြသွားတာပြုတ်ဟောဟောဟောအိုးရိုးကြီးပေါ်မှာမမကြီးရှောက်သွားတာဗျဒီတော့မှကြုံလဲသေးသေးချာကြီးရတာပြုအရက်ကတော့ခုနှစ်ပေလောက်ရှိမယ်ဗျ။သပင်ကကြောကုန်းလောက်အထိအုပ်နေတာဗျ။ မျက်နာကြီးကိုပါသပင်တွေအုပ်နေတာဗျခါမှာတော့ပစိုးအဖြူဖြူကြီးစီးတာဩထောင်ဝူဝါကြီးတက်တက်မှာငုတ်တို့ကြီးထိုင်နေပြီဗျယုတ်ကကြုံမြင်တာကိုဥအောင်စိန်ကိုပြောပြလိုက်မောင်းသားတွေဒါဆိုရင်ဘလို့လုံးမာတော့ကွာကြုံလဲမတည်ဘူးဗျဥအောင်စိန်ရဲ့ဒီကိစ္စမနှက်ပြန်ညရောက်မှကြုံမဖဲဝါကိုမေးပေမယ်ဟေးဟုတ်လားကွာမဖဲဝါကိုမေးမေးလို့ရသလားကွာမောင်းသားတွေရရပါလေဗျဒါပေမဲ့ ကျုပ်လိုအပ်တာတွေတော့ဦးအောင်စိန်စီစဉ်ပေးမှာဖြစ်မယ်။အာလုံပေးရမှာပေါ့ကွာ။အောင်တာလေးကကြည့်ပြော။အောင်တာလေးဘာလေးလိုအပ်တုံးကွာ။အမဲသားနှစ်ပိတ်သာခင်းတိုးချက်ပေးပါ။သမင်းတစ်ခွက်ချက်တိုးချက်ရမယ်။ငါပြောပန်းနဲ့သမင်းတောင်းလေးပြင်ပေးပါဗျာ။အာရစီရမယ်ကွာ။မင်းဘယ်တော့လောက်လိုချင်တာတော့။မနက်မှညနေ6နာရီရရင်ပြီးရောဗျာ။အာရတော့ပေါ့ကွာမောင်တာလေးက ဒါရန်ကုန်မြို့ကြီးပဲကွာအချိန်မရွေးဝယ်လို့ရပါတယ်။ကဲနောက်တော့ကွာဘာလို့သေးတော့နှက်ဝင်တယ်တယောက်ခေါ်ပေးဗျာ။ဟောနှက်ဝင်တယ်ဟုတ်လား။နှက်ကြတော့ဗော။ဟုတ်တယ်ဗျ။မဖဲဝဝင်မာလို့ပြောဗျာ။ဒါကိုကုညင်ကျမ်းပါမယ်။တီဝါတက်မယ်လို့လည်းပြောဗျာ။အော်ဒီလိုလားရတယ်ရတယ်။ဒီရအတွက်တော့နည်းနည်းမောက်ကိုမပူနဲ့မောင်းတာလေ။အော်ဒီထောင်ကြီးတဲကထောင်မှုကြော်တွေကအလကားနေနှက်ပဲမေးနေတာကွာ။ သူတို့ကိုခေါ်ခိုင်းလိုက်နောက်ဝင်တဲ့တယောက်မကဘူး20 30လောက်တော့ရအောင်မယ်အာတယောက်ပဲတယောက်ပဲတယောက်ဆိုရင်ရပြီဗျရန်ကုန်မြို့ကြီးဆိုတော့လေလိုအပ်တာအကုန်ရတာပေါ့ဗျာကျုပ်တို့တော်လို့မရှားဘူးပေါ့တောင်းနေညံ့နေ9နာရီထိုးတာနဲ့ကျုပ်လိုချင်တာတွေအားလုံးရနေပြီဗျနက်ကတော်ကဒေါ်စိန်နဲ့ကျုပ်တို့အညာသူနက်ကတော်တွေလို့မဟုတ်ဘူးဗျအသားဖြူဖြူပိန်ပိန်ပါပါပဲညာ9နာရီလောက်မှရန်ကုန်မှာကလူချေတိတ်ကြတာဗျ တို့ကိုဥအောင်စင်းကရေကားလေးတစ်စီးနဲ့လိုက်ဖို့သင်္ချိုင်းကုန်းကြီးဗျအကျဲကြီးပါပဲဗျာမြို့ကြီးကလည်းကြီးတော့သင်္ချိုင်းကုန်းကြီးကလည်းကြီးတာပေါ့ဗျာဘယ်သင်္ချိုင်းမှန်းတော့ကြုံလဲမသိဘူးဗျဥအောင်စင်းခေါ်လာတာပဲကားပေါ်မှာကကားမောင်းတဲ့ရဲသားရဲ့ဥအောင်စင်းရဲ့လက်ဝင်တဲ့ဒေါ်စင်းရဲ့ကျုပ်ရဲ့ဗျကားမောင်းတဲ့ရဲသားကသမင်းတော်ထမ်းလာတယ်ကျုပ်ကခက်ကြီးကြီးပြဲကြဲကြဲဂူတလုံးကိုလိုက်ရှာတာပေါ့ဗျာ ။အော်တွေ့ပြီဗျို။ဖျားတကားကြီးဥကောင်ဆိုပဲ။ဘူရှိမာကမြင်းနေရအလုတ်ကလေးရှိ။မြက်ခင်းလေးပေါက်လို့ဗျ။ယုတ်ကထုံးစံအတိုင်းဂူပေါ်မှာထမွေးဘွဲပြင်ပြီးတော့ဖျောင်းနိုင်ထုံးတယ်။ပြီးတော့ဂူရှိကမြက်ခင်းလေးပေါ်မှာဒေါ်စိန်ကသပင်ဖြန့်ချပြီးတော့ကျုံကျုံလေးထိုင်တယ်။ကျုပ်မဖဲဝါကိုပင့်တယ်။တခါမကြွားသေးဘူးဗျ။ခဏဆောင်ပြီးနောက်တခါမကြွားသေးဘူးဗျ။ခဏဆောင်ပြီးနောက်တခါဟောမဖဲဝါရဲ့ခွေးဥကြီးအတန်ကတော့ကြားရပြီဗျ။ ကျုပ်လဲတင်ဆိုင်ကုန်းကြီးတစ်ခွင်တစ်ပြင်ကိုလိုက်ကြည့်ဟောလာပြီပြုတ်ဒီတဲကနဲ့လွင့်ပြီလာတာဗျဖြူဖြူအရေးကြီးပဲမြင်ရကျုပ်ကမျက်ကွင်းစိတ်ကွင်းမထားဘူးလေဗျာဟောဒေါ်စိန်ကိုကိုပြေကတ်သွားပြီပြုတ်ဒေါ်စိန်လက်ကြီးတွေကိုကောက်ပြီးတော့သပင်ဖားလာကြီးနဲ့ထလာဦးအောင်စိန်နဲ့ကားမောင်းနဲ့ရဲသားကထက်လန်းလန်းကဂူတလုံးနားမှာရက်လို့ဗျဟောဂူကြီးဘော်ကိုခုံတက်သွားပြီပြုတ် မဖက်ဝါဒူးကြီးထောင်ပြီးတော့စားပြီဗျာရုပ်ကတော့မြင်နေကြမြင်ခွင့်မို့မစမ်းပေမဲ့ဥအောင်စိန်တို့ကတော့တူတူဆန်းဆန်းပြစ်ပြီးတော့အန်အောနေကြတာပေါ့ဗျာမဖက်ဝါက အမဲသားပိုကြိုက်တာဗျတအားစားတော့တာဗျတော်တော်လေးစားတော့ပြီးမှ ကျုပ်ကိုမော့ကြည့်မဖက်ဝါဝင်ကျုပ်အမဲသတိထားမိတာကဘယ်တော့မှမျက်တောင်မခတ်ဘူးဗျမျိုးလုံးကြီးတွေပြုတ်ထွက်နေတာဗျအခုလဲနေကတော့ဒေါ်စိန်ကမျိုးလုံးကြီးတွေပြုတ်လို့ဗျအဲ့ဒါလေး ဘာကြောင့်ရှိလို့တော့မဖဲဝါကကျုပ်ကိုမေးပြီဗျကျုပ်လဲတချင်ပြောရတာပေါ့ဗျာဒီလိုပါမဖဲဝါရန်ကုန်ထောင်ကြီးမှာကတရေကြီးတကောင်တအားသုံးချမ်းနေလို့ပါထောင်ကြတဲ့လူတွေရောထောင်ဝင်တဲ့ရှိတဲ့လူတွေရောညာဆိုရင်မေးကြရဘူးဗျဒါဘလို့ဖြစ်တာလဲဆိုတာသိကျင်လို့ပါအေးဒါပေါ်ရီတာရမောအောင်သွားတယ်တိန်ညွန့်ဆိုတဲ့ကောင်ဟဲ့အင်္ဂလိပ်ကအင်္ဂလိပ်ကိုတော်လမ်းမယ်ဆိုပြီးတော့ ပေါ်ရီတာရမော်သွင်းတာအောင်သွားဒါပေမဲ့မကြံစီတင်တာကြံစီမိလို့အဖမ်းခံရပြီးတော့ကျိုးပေးအသက်ခံရတာမဖဲဝါပြောတဲ့အင်္ဂလိပ်ကကိုတင်ညို့ဆိုတဲ့လူပေါ်ရီတာရမော်သွင်းပုံကိုခမားတို့နားထောင်လို့ကောင်းအောင်ယုတ်ကပဲပြန်ပြောလိုက်တယ်ဗျို့ဒီရန်ကုန်မှာပဲတဲ့ဗျတောင်ဝေတင်းချိုင်းမှာလေဗျို့ရောနယ်ကဆင်းလာတဲ့ဆရာကြီးဥကုန်းပေါင်ဆိုတဲ့ပုဂ္ဂိုလ်ကြီးကကိုတိန်ညို့ဆိုတဲ့လူငယ်တယောက်ကိုပေါ်ရီတာရမော်သွင်းပေးခဲ့တာလေဗျာ တောင်ဝေတင်းချန်းကုန်းကြီးရဲ့အလဲတက်တယ်မှာလူတရဲ့မြို့ကိုမြေချင်းတူးရကိုတိန်ညိုးကအင်းကြီးကိုလုံးတုံးချော့ကတောင်းကိုမြန်အောင်ကြိုက်ပြီးတော့မြေချင်းထဲမှာဆင်းပြီးတော့မတက်ရဲနေရတယ်တဲ့ဗျပြီးတော့မြေချင်းကိုမြေပြန်ဖိုးရတယ်ကိုတိန်ညိုးကမြေပေါ်မှာခေါင်းလေးပဲပေါ်နေတာပဲဗျဒါတွေအားလုံးကိုကိုကြီးလှုပ်ပေးဖို့ကိုတိန်ညိုးရဲ့တငယ်ချင်းကိုစံမြောင်ဆိုတဲ့တယောက်လိုက်လာပြီးလှုပ်ပေးတာဆိုပဲတရာကြီးက ကိုတိန်ညိုးရဲ့ဗဇက်ကိုဟာခိုင်းပြီးတော့လူသေးကောင်ရဲ့ လက်ဖြံယူအပိုင်းလေးနဲ့ထောက်ထားတယ်ဗျဒီတော့ကိုတိန်ညုံကဗဇက်ပိတ်လို့မရတော့ဘူးဗျာဆရာကြီးကဒီလုံးအိုးကွဲထဲမှာထည့်ထားတဲ့အစိမ့်တွေမတာရဲ့လက်လက်ဆက်ဆက်အသားကိုလှီးထားတဲ့အသားတစ်ခလေးခုနှစ်တစ်ကိုအစင်သေးကင်ပြီးတော့ဂါတာယူရတာလေဗျာကိုဆံမြားကမြေချင်းနောက်မှာထိုင်ပြီးတော့ကိုတိန်ညုံရဲ့ခေါင်းကိုကင်ပြီးထင်းရတယ်တဲ့ဗျဆရာကြီးကဂါတာဆုံးအောင်ယူပြီးတိုင်းလူအသားတစ်ခလေးတစ်တစ်ကို ကိုတိန်ညွန့်ရဲ့ဟနေတဲ့ပါဇက်ထဲကိုထည့်ပေးရတယ်တဲ့ဗျာကိုတိန်ညွန့်ကလည်းအဲ့ဒီအသားကိုကြိတ်မိပြီးတော့မြိုချရတယ်ဗျို့အဲ့ဒီလိုအသားတစ်ခုပြီးတစ်ခုမြိုချလိုက်တိုင်းတောင်ဝေတင်ညာကိုတော့မှကြီးတွေဟုံးနေနဲ့ထပြန်လာဗျို့တင်ညာတက်ကခွေးတွေလဲဒီပြိုင်နဲ့ထဲဥရောတာဆိုပဲတင်ညာကိုကြီးတွေကြားကတရေတဆေတွေပြေးတဲ့လွားတဲ့ကြားရတယ်တဲ့တရားကြီးကဂါရာရွတ်လိုက် အသားတစ်ခုကျွေးလိုက်နဲ့ကိုတေကျုပ်ကကျိမ့်မဲ့ပြီးတော့မျိုးချလိုက်နဲ့အသားတွေကုန်ကန်ပြီးလာတဲ့အခါအခြေအနေက ပိုပိုစိုးလာရောတယ်ဗျဂူရီကြားတဲ့ကနေပြီးတော့တရေတွေထလာလိုက်တာမရေနိုင်အောင်ပဲတယ်ဗျကိုတေညိုရော ကိုဆန်မြာရောမြင်းနေကြရတာလေဗျလူကြီးတန်လို့အတန်ကြီးတွေနဲ့သူတို့စီကိုရွေးလာကြရတာလေဗျမောင်တေညိုမကြောက်နဲ့မင်းအောင်တော့မှမလို့ဝိုင်းဖြက်စီးကြတာမကြောက်နဲ့မောင်ဆန်မြတရားကြီးပေးထားတယ် ခြေမှန်းကွင်းတွေအစင်းလေးလောက်တာမင်းတငယ်ချင်းကိုခြေမှန်းကွင်းရောက်အောင်စွန့်တော့လွတ်သွားလို့တော့မရဘူးမင်းတငယ်ချင်းတွတ်တွတ်ခေါင်ယူသွားလိမ့်မယ်သိကြပါဆရာကြီးရဲ့ကိုဆံများကလည်းသူ့ကိုပေးထားတဲ့ခြေမှန်းကွင်းတွေကိုအစင်းသိပြင်ထားလိုက်တယ်ဗျတရေကြီးတွေကလည်းမဲ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 နဲ့သူတို့ဘက်ကိုတဖြည်းဖြည်းနီးလာပြီတဲ့ဗျာကြာကြီးတွေတွဲလောင်းကြီးတွေကြားလို့ဆိုပဲမျိုးလုံးကြီးတွေကလည်းหนีရဲ့ပြီးတော့ကျွတ်ထွန်းမလို့ဖြစ်နေကြတယ်ဗျို့ကဲမောင်တိန်ညို့ ဒါနောက်ဆုံးအသားပဲတတိခိုင်ခိုင် ထားပြီတော့လို့ပြောပြီးတရားကြီးဥကုံးပေါင်က ပေါ်ရီတာရမော်ကြီးနဲ့နောက်ဆုံးဂါရာကိုပြပြသားသားရွတ်တော့ဒါပဲဗျို့ဒီမာလင်တရေတွေဟာအတန်အန်ကြီးတွေနဲ့អော်ပြီးတော့သူတို့ရှိကိုတချိန်ထို့ပြေးလာကြတယ်ဗျာဒါပေမဲ့သူတို့တွေကနည်းနည်းမှကိုအကြောင်းလံမရှိကြတော့အနာရောက်တာနဲ့အကုန်လုံးပျောက်ကုန်ကြရော်တယ်ဗျို့နောက်ဆုံးအသားတကူတရားကြီးကပါစတဲ့ထဲ့ပြီးတယ်ကိုတိန်ညုတ်ကလည်းမျိုးချတယ် တော့ဝုံဝုံနဲ့တင်းချိုင်းကို မြေကြီးဟာတိတ်ငနေတိတ်ငနေနဲ့ဖြည့်အောင်ကိုလှုပ်သွားတာပဲဗျပြီးတော့တောလဲတဲ့အတန်လိုအတန်ကြီးတွေတော့မြည်သွားတာလေခဏကြာတော့ကိုတိန်ညို့ကိုမြုပ်ထားတဲ့မြေချင်းတဲကလည်းမြေကြီးတွေကပွားထွက်လာပြီးဘေးကိုရွေ့သွားကိုတိန်ညို့ကတဖြည်းဖြည်းမြေချင်းကလည်းပေါ်ပေါ်လာလဲခါလောက်အထီလဲပေါ်လာရောဗဇယ်ကြီးကပိုကျဲလာပြီးထောက်ထားတဲ့လူရိုးကပြုတ်ကျသွားတယ် ။ဩသမ ्या အစင်နဲ့ပြင်တာလို့ဆရာကြီးဥကုန်းမောင်ကအော်လိုက်တဲ့အချိန်မှာပဲကိုတိန်ညိုကမြေကြီးထဲကနေအပေါ်ကို9လန်း8လန်းလောက်မြောက်တက်သွားပြီးတော့မြေကြီးပေါ်ကိုဘုတ်ခနဲ့ပြန်ကြလာ။ပေါ်ရီတာရတဲ့ဟိအဲ့လိုကြေးကြော်ပြီးတော့နောက်တစ်ခါထက်ခုံပြန်တယ်ဗျ။ဒီတခါမြေကြီးပေါ်ပြန်ကြမှာကိုစံမြားကအတင်းတက်ဖီပြီးတော့ခြေမြန်ကွင်းနေခက်မြန်မြန်စွပေးလိုက်တယ်ဗျ။ဒီတော့မှကိုတိန်ညိုငြိမ်သွားရောတယ်ဗျ။အောင်ကြီးအောင်ကြီး ။တရားကြီးဥကုံမောင်ရဲ့အတန်ဝါကြီးကတာဝေသင်္ချမ်းထဲမှာလွှမ်းသွားတာဆိုပဲ။ကဲငါးတပည့်မောင်တိန်ညွန်းတရားတယောက်တထောင်တယောက်တထောင်တယောက်ဆိုသလိုမင်းကတော့ထူးထူးတခြားပေါ်ရီတာရမော်ကြီးအောင်သွားပြီကွ။တို့ပြီးဓာပြီးတနပ်ပြီးခုံရင်ခုနှစ်လံကျော်ဟိမောင်တိန်ညွန်းရဲ့ကဲငါးတပည့်ကြီးဒီအစမ်းနေနဲ့အမျိုးဘာသာသာသနာကိုစောင်းရှောက်နိုင်တဲ့အပြင်အင်္ဂလိပ်တွေရဲ့ ကျုံဘဝကနေဗမာနိုင်ငံကြီးကိုကယ်တင်နိုင်တဲ့ယောက်ျားကောင်းဖြစ်စီဗျာသင်္ကန်းကုန်းကြီးတစ်ခုလုံးကကြီးကန်းတွေရာနဲ့ခြေပြီးတော့ပြန်ကုန်ကြတယ်ဆိုပဲဗျာအဲ့ဒီအချိန်ကစပြီးတော့လူစွမ်းကောင်းကြီးကိုတိန်ညွန့်ဟာအင်္ဂလိပ်တွေကိုအမျိုးမျိုးအနှောက်ယှက်ပေးတော့တာပဲတဲ့အင်္ဂလိပ်စစ်တပ်ထဲဝင်ပြီးတော့အမျိုးမျိုးနှောက်ယှက်လို့အင်္ဂလိပ်ခေါ်ရပလိတ်တွေကတန်းတန်းနဲ့ဝိုင်းပစ်တာကြည်ပြီးနေတော့မသေးဘူးဆိုပဲကြည်စံမှန်တဲ့နေရာက နေနေကြီးစူထွက်လာပဲမဲ့ ီကသူ့အသားကိုမဖောက်နိုင်ဘူးတယ်ဗျနောက်တော့အင်္ဂလိပ်စစ်သားတွေဟာတော်တော်ကိုလမ်းပြန်ကြတဲ့အထိဖြစ်လာတော့တာပဲဗျကိုတိန်ညိုကနောက်ဆိုအင်္ဂလိပ်ဘင်ခံကိုဝင်ဖမ်းပြီးတော့ပြန်ပေးဆွဲမယ်လို့စဉ်းစားလိုက်ဘင်ခံကိုဖမ်းထားပြီးတော့ဗမာပြည်ကနေအင်္ဂလိပ်တွေကိုထွက်ခိုင်းမယ်ပေါ့ဗျာအဲဒီလိုအတွေးနဲ့ဘင်ခံရဲ့အိမ်တော်ဝင်းကြီးရဲ့ကိုခေါ်ဝင်သွားတယ်ဆိုပဲဘင်ခံရဲ့အိမ်တော်ဝင်းမှာစစ်တပ်ကြီးရှိတာဆိုတော့သူ့ကိုတနက်တွေနဲ့ဝိုင်းပြေးကြတယ်ဗျတနက်ကြီးစံတွေက သူ့ကိုတက်တက်မှန်တယ်ဒါပေမဲ့ကိုတိန်ညွတ်ကဘာမှမဖြစ်ဘူးဒါနဲ့ကိုတိန်ညွတ်ပြန်ခုံထွက်ခဲ့ရတယ်တဲ့ဗျာအင်္ဂလိပ်တွေကလည်းဒီကောင်တော့ချိန်ဝင်လာရင်ပြီးအောင်ဖမ်းမယ်ဆိုပြီးတော့အားလုံးအစင်းနဲ့ပြင်ပြီးတော့စောင့်နေကြတယ်ဗျကိုတိန်ညွတ်ကလည်းနှစ်ရဲလောက်ခြားပြီးတာနဲ့ညဘက်မှာဘင်ခန့်ဝင်းကိုဝင်းပြန်လာပဲတဲ့ဗျအခုံးမှာလဲကျိုးခွေတခွေပါတယ်တဲ့ဘရင်ကန့်ကိုကျိုးတုတ်ဖို့ပေါ့ဗျာဒါပေမဲ့အစင်းနဲ့စောင့်နေတဲ့အင်္ဂလိပ်စစ်သားက လူ20လောက်ဝိုင်းဖမ်းပြီးတော့မေသေးနဲ့နှာခေါင်းကိုအုပ်ပြီးဖမ်းတော့တတိမေ့သွားပြီးတော့ပြီးရတာပေါ့ဗျာကိုတိန်ညွန့်လူဆွမ်းကောင်းပန်းကို အင်္ဂလိပ်တွေကတိထားကြတာဆိုတော့ကြိုပြီးတော့ပြင်ဆင်ထားကြတာပေါ့ဗျာဒီမှာလဲလမ်းနှဖက်ရောခြေနှဖက်ရောလယ်ဘေးမှာရောတန်ကျိုးခြေပြီးတော့ဖမ်းထားလိုက်တော့ကိုတိန်ညွန့်လဲဘာမှမတက်နိုင်တော့ဘူးတဲ့ပြုဘယင်ခန့်ကိုလုံးကြံဖို့ကြံစီတဲ့အမှုနဲ့ကြိုးပေးသက်တည်ရင်ချက်ချပြီးတော့တပေါင်းလောက်ွယ်နေမှာတက်ပြစ်လိုက်တယ်တဲ့ ကျိုးစင်ပေါ်တင်တဲ့အထိတန်ကျိုးတွေကိုမဖြုတ်ရဲလို့တဲ့တန်ကျိုးတန်လန်းကြီးနဲ့ပဲကျိုးပေးရတယ်ဆိုပဲဗျာအဲ့ဒီအချိန်ကတောင်ပန်ကြီးကအင်္ဂလိပ်ဆိုပေမဲ့လောကီပညာတော်တော်တက်တာဆိုပဲဗျာကိုတိန်ညို့ကိုကျိုးပေးတတ်တဲ့ကျိုးကိုတောင်ပန်ကြီးကယူပြီးတော့ကိုတိန်ညို့ကိုသူ့အမိတ်နဲ့ထောင်အုပ်ရိုးပေါ်မှာစောင့်ဖို့အစီရင်လှုပ်လိုက်တာပဲဗျာဒါကြောင့်ရန်ကုန်ထောင်ကြီးရဲ့အုပ်ရိုးပေါ်မှာပေါ်ရီတာရအောင်ထားတဲ့ဗမာပြည်ကိုကျုံဘဝကနေပြီးတော့အလွတ်ကဲတင်ခြင်းနဲ့ တရဲ့ကိုတိန်ညိုကြီးအမြင်ဆောင်နေရတာလေဗျာသူကိုတက်တဲ့သဘောင်းလားွယ်နေညာတိုင်းအမဲသားဟင်းနဲ့သမင်းကျွေးတယ်ဆိုပဲထောင်ပိုင်းတယောက်ပြောင်းတိုင်းနောက်တစ်ယောက်ကိုပြောခဲ့တော့ဆက်ကျွေးပြီးတော့သူကိုဆက်ခိုင်းနေကြတာလေဗျာဒါတွေကိုမဖဲဝါကတေးချာချာပြောပြတာဗျကျိုးရောထောင်မူးကြီးဥအောင်စင်ရောကားမောင်းနဲ့ရဲသားရောအန်အော့နေကြတာဗောဗျာဒါဆိုရင်အခုဘာဖြစ်လို့တောင်းကျက်နေတာတော့မဖဲဝါရုပ်ကမဖဲဝါကိုမေးလိုက်တာဗျဟဲ့တာဒီ ရန်ကုန်ထောင်ကမကြခင်ပိတ်ပြေတော့မှာဒါကို တိန်ညုကသိတယ်သူဒီဘွားကြီးအတိုင်းကြံခဲ့မှာကိုသိုးရင်ပြီးတော့အခုလိုလုံနေတာထောင်ရဲ့အရှိဘက်ကအိုယိုးအတွင်းမှာညောင်ပင်ချင်းရှိအဲဒီညောင်ပင်ရဲ့ပင်စီကနေပြီးတော့မြောင်ဘက်ကိုခြေလန်းငားလန်းလှမ်းပြီးတူးလိုက်ရင်သူ့ကိုတက်တဲ့ကျိုးမြုပ်ထားတာတွေးလိုက်မယ်တံပိုင်လုံးနဲ့ထည့်ပြီးတော့မြုပ်ထားတာအဲဒါကိုဖို့တိန်ညုကိုခေါ်ပြီးတော့လူတန်းလှုပ်ပြီးတရားနာခိုင်းလိုက်အဲဒီကျိုးကိုလည်း တောင်ပိုင်းကိုတိုင်းမီးရှို့ပစ်လိုက်တိန်ညို့ကိုလည်းထောင်ပိုင်းကအမိတ်ပြန်ပြီးတော့လွတ်ရကျို့ရသွားခိုင်းလိုက်တိန်ညို့လည်းကျို့ချိန်ရောက်ပါပြီနေတို့လှုပ်ပြလိုက်ကြတာဒီအာစိတ်ချပါမဖဲဝါကျုပ်တို့ကိုတိန်ညို့ကြီးကိုကျို့အောင်လွတ်အောင်လှုပ်ပြပါမယ်ဗျာမဖဲဝါထွက်သွားလို့သတိလစ်နေတဲ့ဒေါ်စိတ်ကိုမနှဲကိုနှာနဲ့ယူရတယ်ဗျူမဖဲဝါဝင်ထားတဲ့အချိန်နည်းနည်းကြာသွားတာကိုဗျာကျုပ်တို့ရန်ကုန်ထောင်ကြီးတဲ့ကိုပြန်ရောက်တော့ထောင်မိုးကြီးဥအောင်စိန်က ထောင်ပိုင်းကြီးနဲ့တွေ့တယ်အကျိုးအကြောင်းတွေပြောပြပြီးတော့နောက်နေ့ရက်အကြာမှာဘုန်းကြီးတွေပင့်တောင်တန်းကလူအကုန်ဘုန်းဟင်းကကြွေးပြီးတော့ကိုတိန်ညွတ်အတွက်ဒါနလုပ်ပေးတယ်ပြီးတော့မဖဲဝါပြောတဲ့အတိုင်းကျိုးကိုရှာရတယ်တွေ့တာပေါ့ဗျာတန်ကြီးတွေတက်နေတဲ့တန်ပိုင်လုံးကြီးတဲကကိုတိန်ညွတ်ကိုတက်တဲ့ကျိုးခွေကြီးကိုထုတ်ပြီးတော့ရန်ကုန်ထောင်ပိုင်ကြီးကိုယ်တိုင်မီးရှို့ဖျက်ဆီးလိုက်တယ်ပေါ်ရီတာရမော်အောင်နဲ့သူရဲကောင်းကြီးဦးတိန်ညွတ်တင်သွားလို့ရာကိုသွားနိုင်ပြီ သင်အတွက်ရည်စုပြီးပြုလုပ်သမျှကုသိုလ်ကောင်းမှုအဖို့ဘာဝကကိုကျုပ်ထောင်ပိုင်ကြီးကသင်ဟာအမျှဝေဝေးပါလေဥဒိန်ညိုတာလူခေါ်ပါဗျာအမျှအမျှအမျှဥဒိန်ညိုရင်ကောင်းရဘုံရကို ရောက်ပါစေဗျာအဲ့ဒီညကလေးကထောင်ကြီးတခုလုံးငြိမ်သွားတာပဲဗျာကျုပ်လည်းညဘက်မှာရကွင်းစေးကွင်းပြီးတော့ထောင်အုပ်ကြီးနဲ့အုပ်ရိုးပေါ်မှာလိုက်ကြည့်တာဘာမှမတွေ့တော့ဘူးဗျကိစ္စတွေအားလုံးပြီးတော့ဦးအောင်စိန်ကိုတိုင် ျုပ်ကိုရွာရောက်ပြန်ဖို့ပေးတယ်။ထောင်ပိုင်ကြီးကလည်းကျုပ်ကိုလက်ဆောင်တွေပေးလိုက်တာမနှဲပါဘူးဗျ။အဲထူးသန်တာတခုပြောအောင်ပဲဗျ။ရန်ကုန်ထောင်ကြီးပိတ်တော်မယ်ကိစ္စကိုမဖဲဝါပြောမှထောင်ပိုင်ကြီးရောထောင်မှုတွေရောတီးကြတာလေဗျ။သူတို့လုံးဝမတည်ဘူးဆိုပဲ။နောက်တော့ရန်ကုန်ထောင်ကြီးတကယ်ပိတ်သွားတာပဲဗျ။ဟုတ်ကဲ့ပါခင်ဗျာ။စာရေးဆရာတာတရဲ့ပေါ်ရီတာရမော်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးလို့သွားပါပြီခင်ဗျာ။ လန်းလေးကိုပြီးဆုံးအောင် နားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာစီစဉ်တင်ဆက်သူကတော့ကျွန်တော်ချမ်းမြေပဲဖြစ်ပါတယ်ခင်ဗျာ